ပြိုင်ပေခတ်စောမမီမြတ်ခမုံမအသက်၁၈နှစ်အောင်ကုန်းတို့အိမ်ရှိရွက်ပြင်းမန်းတက်ရဲ့ရှိတင်မုံအနက်ပေါ်မှာမြေပြူနဲ့ရေးထားတဲ့စာသားတွေကိုကျွန်တော်ရက်ကြည့်နေမိတယ်။အောင်ကုန်းနဲ့မုံမဟာအသက်နှစ်နှစ်နီးပါးပဲကွာပါတယ်။ဒါကြောင့်သူ့အမမုံမဟာလည်းကျွန်တော်နဲ့ရင်းနှီးတာပါပဲ။အောင်ကုန်းဂျမ်းမကင်နဲ့အမြဲတမ်းဖြူပတ်ဖြူရဖြစ်နေတတ်တဲ့မုံမဟာ နှလုံးရောဂါတွေမို့ကြောင်းတနစ်နာရရတယ်။ဒီကြားတဲ့အဖေဖြစ်တဲ့သူကသူ့မိသားစုကိုစွန့်ပြီးနောက်အိမ်တော်ကိုထူထောင်သွားလို့မမိုဟာအမြဲတမ်းစိတ်အားငယ်နေတတ်တဲ့သူပါ။ဒါပေမဲ့လည်းမမိုကိုနေနေနဲ့ပြန်ကောင်းလာတာနဲ့လာမယ့်နေ့ကြောင်းလေးပြန်ဖွင့်ရင်စေရန်ပြန်တက်ရမယ်လို့သူ့အမေကပြောရတာမို့မမိုဟာကျမ်းမာရေးကိုအတော်လေးဂယူးဆိုင်လာခဲ့တယ်။အခုလိုကြီးရုပ်ရည်သေးသွားအောင်လဲယောဂချင်းနေစိုးသူမဟုတ်ပါဘူး။ကြောက်သွားကြီး အောင်ကောင်းဟာကျွန်တော်ဘုံဘော်ကိုလက်တစ်ဖက်ကိုတင်ရင်ခတ်တိုးလို့ပြောပါတယ်ဘလို့ဖြစ်တာလဲကွာဟူးငါလည်းမပြောတတ်တော့ဟိုငါအမကဝွကျွတ်သွားတာကောကွာမင်းကနာထိုင်ဟိုငါအိမ်ထဲမှာမားသားကြီးအခြေအနေတွားကြည့်ပေးလိုက်အောင်အဲငါလည်းလိုက်ခဲ့မယ်လေအဲ့ဒီကိုနှုတ်ဆက်ရဟောအောင်ကောင်းတို့အိမ်ဟာကျုံးနေနဲ့စောက်ထားတယ်တစ်သားခြေတန်းရှိအိမ်ကြီးပါ အောက်ထပ်မှာဂရင်တလုံးနဲ့အတူမိုးမိုးရဲ့အလောင်းကို ပြင်ထားတယ်အလောင်းပေါ်မှာတော့မိုးမိုးအရမ်းဝွကျင်နေတယ် ကျောင်းဝင်းဆောင်ဖြူကောင်လက်ဖောင်းအင်ကြီးလေးနဲ့အစိမ်းရောင်ထမင်းကိုလွှမ်းမိတာလေအဲ့ဒီဘေးမှာတော့အောင်ကောင်းတို့အမေနဲ့လူကြီးတစုထိုင်နေကြတယ်မနက်သုံးနာရီဆိုမမို့ကစွန်းချက်ဖို့ထနေကြဒီမနက်လေစွန်းချက်ဖို့အိမ်အောက်က ရေကန်ဘေးမှာစံစည်းဖို့ဆိုပြီးစင်းသွားတာကျမလည်းရင်လိုပဲဆိုတော့တတိမထားပဲအိတ်နေတာမမို့အောက်ကနေအလန်တကြားအော်တန်ကိုကြားလိုက်တော့ဖြတ်ကနေလို့ပြီးထဆင်းကြည့်လိုက်တာပဲကျမရောက်တော့ဟောဟိုစပိန်ဘေးမှာလဲကြနေပြီ ျမတွားထူလိုက်တော့အောင်ကောင်းရဲ့အမေစကားအဆုံးမှာခလန်းလမ်းမှာရထားတဲ့ပြိုင်မင်းကိုကျွန်တော်ကြည့်လိုက်မိတယ်။အောင်ကောင်းကိုကြည့်လိုက်တော့ဒီကောင်ကကျွန်တော်ကိုမျက်နှာလွှဲပြီးသူ့အမေဘေးကိုတွားထိုင်နေ။ဆရာဝန်ပြောတာတော့ရုပ်တရက်နှလုံးသွေးလန့်ပြီးစုံးလာတဲ့။ကျမလည်းမပြောတတ်တော့ပါဘူး။ကျမသမီးလေးကိုဒီစွန်းချက်တာတွေကိုကျမမလုံခိုင်းနိုင်ဘူး။ကျမကြောင့်ကျမကြောင့်အမေစိတ်ကိုထိန်းပါအောင်ဗျာ။အမေနဲ့လည်းမဆိုင်ပါဘူး။မမကသူ့ရောဂါခံကြောင်ပါ။ အောင်ကောင်းကသူ့မိရဲ့လက်ကိုခပ်ပေါ်ဝကိုင်ပြီးနှစ်သိမ့်နေတယ်။ကျွန်တော်လည်းသူ့သားမိမြင်ဝင်းကိုကြည့်ပြီးစိတ်ထဲတော်တော်ထိခိုက်သွားတယ်။ဒါနဲ့ပဲရှေ့ကမန်နဲ့ထဲမှာထိုင်နေတဲ့ပါမိုင်တို့တိုက်စီကိုပဲထွက်လာခဲ့လိုက်တော့တယ်။ဒီကောင်တွေကညကျရင်လူကြီးတွေဝိုင်းပေးမှာကတ်ပြီးဖဲဝိုင်းတဝိုင်းထောင်မှုတိုင်ပင်နေကြတာ။ကျွန်တော်ကတော့သူ့ရဲ့အောက်ထပ်မှာရက်ထားတယ်။ပြိုင်မင်းကိုပဲခဏခဏကြည့်နေမိတယ်။မိုးမိုးဟာဘာလို့မြင်လိုက်လို့နှလုံးသွေးရက်သွားတာလဲ။ဘာကြောင့်ဒီပြိုင်မင်းမေးမှာလဲကြသွားတာလဲ။ဟင်းကောင်ကြောက် ဟိုမာဟိုမာပိုင်ပိုင်ကကျွန်တော်ကိုလက်ကုပ်ပြီးမင်းငေါ်ပြရေနိုင်အင်းမင်းရဲ့ရှိမှာပပလီကာကားစီလာရတယ်ကားပေါ်ကနေနေကမျက်မှန်အမဲနဲ့ပူမအင်းကြီးအနက်နဲ့အားကစားပေါင်းပြီးရှိကိုဝစ်ထားတယ်ခန္ဓာကိုယ်ကြစ်ကြစ်လေးလေးလူကြီးတယောက်ဆင်းလာတယ်သူ့ကိုကျွန်တော်သိပါတယ်အောင်ကောင်းရဲ့အဖေပါသူ့ဝင်လာတာနဲ့နိုင်အင်းတိန်လုံးကရုပ်ရည်ကြီးတိတ်ဆိတ်သွားပါတယ်အဲ့ဒီချိန်ရင်နွေးဖန်ခွက်တစ်လုံးဟာဝီးကနေပြန်လာပြီးအောင်ကောင်းဖေစီကိုဥတီလာပါတော့တယ် အောင်ကောင်းဘေဟာအလန်တရားရှောင်လိုက်ဟဲ့မန့်ရွယ်ရဲ့မလောက်ပါနဲ့မလောက်ပါနဲ့အနာမိမကြီးတွေက အောင်ကောင်းရဲ့မိကိုဝိုင်းဆွဲကြတယ်နင်းကြောင့်ငါသမီးတည်တာနင်းစိတ်နဲ့တည်တာနင်းကိုတသက်မကြည့်ဘူးအောင်ကောင်းရဲ့မိဟာဗဇက်ကလည်းနာနာကြီးကြီးပြောဆိုနေတယ်လူကြီးတို့ကအောင်ကောင်းရဲ့မိကိုအိမ်မော်ကိုအတင်းဆွဲခေါ်သွားကြတယ်အောင်ကောင်းကတော့သူ့အမအလောင်းရှိမှမတ်တက်ရပြီးသူ့အဖေကိုကြည့်နေလေသူ့အဖေကလည်းမမိုးရဲ့အလောင်းရှိမှဘာစကားမှမပြောဘဲမတ်တက်ရနေတယ် ရုပ်ရည်တစ်ပိုင်းအမြင့်ဆုံးဇဝင်ကန်းကိုကြည့်နေရတယ်လို့မျိုးအားလုံးကဒီမြင်ဝဲမှာပြန်ပြီးငြိမ့်သက်သွားကြလိမ့်ရဲ့အောင်ကောင်းတဲ့သူ့ဘေစကားတွေခတ်တူတူပြောနေကြတာတွေ့ရပေမဲ့ဘာရဲလို့တဲတဲကိုကိုမကြားရဘူးသူ့ဘေကအောင်ကောင်းရဲ့လက်ထဲကိုခပ်ပေါင်းပေါင်းအိတ်ကလေးတစ်လုံးထည့်ပေးပြီးဘသူ့ကိုမှမနှုတ်ဆက်မကြည့်ပဲနဲ့ပြန်ထွက်သွားခဲ့တယ်လူမှုရေးဖောက်ပြန်မှုတစ်ခုရဲ့ဘေးရွက်ဆိုးကျိုးကိုခံစားလိုက်ရတဲ့မိသားစုစုရဲ့မြင်ဝဲဟာနာကျင်ခါးသီးစွာပါပဲ နောက်နေ့အကြောင်းမှာတော့မမိုးရဲ့အလောင်းကိုဖောင်တော်ဦးတုတ်တံမှာဂူသွင်းပြီးတကြိုလိုက်ကြပါလေ။နာရေးမှာတော့အောင်ကောင်းရဲ့အဖေရောက်မလာပါဘူး။အဲကျွန်တော်မထင်မှတ်ထားတဲ့လူတယောက်တော့ရောက်လာခဲ့တယ်။အဲ့ဒါမက်စင်ပါပဲ။မက်စင်ဟာသူ့ရဲ့ဆွေမျိုးတယောက်ရဲ့နာရေးအတွက်တိုက်တိုက်ဆိုင်ဆိုင်ဖောင်တော်ဦးတင်းချိုင်းကိုရောက်လာခဲ့တာပါ။မမိုးရဲ့အလောင်းကိုဂူသွင်းပြီးပိတ်ချိန်မှာ တင်းကြိုင်းကြောင်းတွေကတခုခုမတမာတော်မျိုးလုံးလို့မရအောင်ကျွန်တော်ရဲ့အောင်ကောင်းရဲ့ပိုင်ပိုင်ရဲ့စောင့်ပြီးကြံရဲခဲ့ခြင်းမှာနောက်ထပ်မတာတလုံးလာချပါလေ။နိုင်ချတဲ့ကကျွန်တော်တို့မျိုးမှာ၃လရှိကြတယ်။ကောလိတ်ကားလို့ခေါ်တဲ့ဘတ်စကားစင်းကြီးပေါ်ကနေကျွန်တော်ရဲ့နေသမီးလေးဟာနိုင်စက်ကူရက်တော်ကိုညာလက်ကကိုင်းပန်းစီအောင်လက်ကင်ဘွားလေးကိုဘယ်ဘက်ကကိုင်ပြီးနှာရည်တွေတရှုံရှုံနဲ့စဉ်သက်လာတာကိုမြင်လိုက်ရပါတော့။ဂူပိတ်နေတဲ့နားမှာထိုင်နေရကနေချက်ချင်းထားပြီး ကျွန်တော်မက်ဆင်ရှိရမသာပိုးတဲ့လူအုပ်တဲကိုခတ်တော့တော့ရှောက်သွလိုက်ပါလေ။အော်မလီကြီးကြီးရွှေရဲ့တမီးတို့ထားခဲ့ပြီ။အာငါဒူမကြိုက်တဲ့ဘီဘက်ဝမ်းဆက်လေးဆိုပြီးလက်ဆောင်ပေးသွားခဲ့တာကနှုတ်ဆက်ခဲ့တာလားကြီးရွှေရဲ့။ဤအမနာကြီးဒလေတိုင်းနောက်ကျောင်းမှာရာသွင်းအစင်းစင်းကိုခင်းပြီးငိုနေတာမဟုတ်လား။အဲ့ဒီမှာမက်ဆင်ရဲ့အမေလို့ယူဆရတဲ့အန်ဒီကလည်းအဖွဲဝင်ပါပဲ။မက်ဆင်ကတော့လူအုပ်ခလန်းလန်းလေးမှာမျက်နှာငယ်လေးနဲ့ရက်နေရှာတယ်။ င်းလေပြောင်ဆက်ဆက်ရက်နေလို့မှမရတာဒီလိုအခြေအနေမျိုးမှာကျွန်တော်လက်လွတ်ခံလိုက်လို့ဘယ်ရမလဲမမမက်စင်ကဆက်ကနေလှဲကြည့်ပြီးမျက်လုံးယူကြီးနဲ့ကျွန်တော်ကိုကြည့်ပါလေကျွန်တော်စိတ်ဆိုးနေတော့လားမက်စင်ဟာခြာကနေပြန်လှဲ့သွားပါလေလှလှကြီးကြောင့်မက်စင်နဲ့တည့်ရသားနဲ့ကျွန်တော်တို့နဲ့ဒီတိုင်းရင်းနေကြတာပါအဲ့ဒီနေ့ကလည်းတခြားအရေးကြီးကိစ္စရှိလို့ तू ကလမ်းခေါ်တာပါ မဇင်ဟာသူ့မျက်နှာကိုဒေါ်ကျင်ရွှေအသက်82နှစ်ကောင်းမှုဆိုတဲ့နာယေးဆက်ကူရက်တောင်နဲ့ကာရားလိုက်ပါလေအချောင်းမတွေတရုံနဲ့တိတ်ပျော်နေတယ်မဟုတ်လားဟာမဟုတ်ပါဘူးမမရကျွန်တော်တို့ကယူသသပါပြီးတော့လလကြီးကလည်းကျွန်တော်တို့ရွယ်တွေကိုမကြိုက်ဘူးဟဲဟဲဩကြိုက်ရင်တော့ဖြစ်မယ်ပေါ့လေအာဗျာကျွန်တော်ကမမလွဲလို့ပြောလဲစကျွန်တော်စကားရက်သွားတယ်အเจ้าကကျွန်တော်တို့စကားပြောနေတဲ့နေရာကိုသူ့မသားကြီးကရှောက်လာနေလို့ ဟဲ့ဇင်းစင်ကားတော့တော့မယ်ညီးပြောင်းလေးတို့လိုက်ရှာနေတာဒါဘာလို့လဲညီးအတိလားဟုတ်ဟုတ်ဟဲ့ညီးတော်ရင်ကဒီစင်းကြဲလေးကိုဘယ်နဲ့ရောက်နေတာလဲကြီးရွှေနာကြီးကိုလိုက်ပို့တာလားအနီကြီးကကျွန်တော်ကိုဘဝနှောင်းနေရလောက်ရှိတယ်မျက်တော့ညီကြီးနဲ့ကြည့်ပြီးမေးပါလေကျွန်တော်လည်းရောက်ကမလောင်းရှိမှရိုးသားတဲ့ဖိုးတော်ကားလေးအဖြစ်လက်လေးကိုပိုက်တွားလေးကိုဖြီးလို့ရိုးရိုးကျိုးကျိုးနဲ့ဖြီးလိုက်တယ်မဟုတ်ဘူးအနီတားဟိုဘက်မှာလေအုတ်ကူအုတ်ကူလုံးနေရင် သူ့ကိုတွေ့လို့လာနှုတ်ဆက်တာဘွားတော်ဟာသူ့သမီးလက်ကိုစက်ကနေဆောင်ဆွဲလိုက်ပါလေဟဲ့မိစဉ်ကြီးကတင်းငန်းကုန်းထဲကသူ့ပါရတာနဲ့ပါအပေါင်းအသင်းဖြစ်နေတာလားအန်ဩပါအေးဒီကောင်မလေးလာစမ်းမက်စင်ကသူ့အမေဆွဲကော်ရနောက်ကိုရက်ကန်ရက်ကန်နဲ့ပါသွားလိရဲ့ဟာဟာအဲ့လိုတော့မဟုတ်ဘူးလေကျွန်တော်ပြောစကားကိုဘွားတော်ကြီးရောမက်စင်မှမကြားတော့ပါဘူးကောလိပ်ကားစီခတ်သွက်သွက်လျှောက်သွားကြပါပြီနောက်ဆုံးတော့တင်းငန်းကုန်းထဲမှာကျွန်တော်တယောက်တည်းငူငူကြီးရက်ကြံနေတယ် ငါဘာမှမားလို့လဲဗောဟာဟာဟာအောင်ကောင်းကဆုံးတော့ဘုရားလန်းလန်းကတောင်တိတ်ပန်းဝင်လပေးဆိုင်ထဲမှာကျွန်တော်တို့ဘွဲရေတံတွေကအကျယ်ကြီးထွက်လာတယ်လွန်ခဲ့တဲ့တစ်ပတ်ကမှသူ့မရင်ဆုံးလာတာဟိုဒီကောင်ကတော့ဥမျိုးနေရသလားဆိုလရကကျွန်တော်ရဲ့မဆင်ရဲ့သူ့မေရဲ့တို့ရဲ့ဖောင်တော်ဦးတင်းရန်ကတုံးဝင်ဆိုင်တွဲဆောင်ကန်းကိုကြံတဲ့ကောင်တွေကိုဖောက်တယ်ချနေတာကျွန်တော်တို့ထိုင်နေကြပြီးပြတဲ့မက်ကတက်တဲ့ကဂျာမနီကဖေးမှာမထိုင်မယ် ဖယားလည်းကတောင်ထိပ်ဘန်းဘွေမှာထိုင်တာကအကြောင်းရှိတယ်။တောင်ထိပ်ဘန်းကလပိတ်ဆိုင်သာပြောတယ်။ညာပိုင်းကျရင်စီဗီယာရတယ်ဗျ။စီဗီယာဆိုပေမဲ့အယ်ကိုဟောက15ရာခိုင်နှုန်းလားမသိဘူးပါတဲ့ခက်ပြင်းပြင်းဖီယာ။နေ့တွေကြာပြီဆိုတော့ဘလို့ခေါ်လဲကျွန်တော်လည်းမမှတ်မိတော့ဘူး။ထားဟိုအောင်းအောင်းကတစ်ဖွဲ့လုံးကိုတကားခန့်တာ။ဒီကောင်ထောနေတာအေး။သူ့မနာရေးမှာသူ့ပေပေးခဲ့တဲ့ပတ်စံတသိန်းကိုသူ့မေလက်မခံဘူး။ဒါနဲ့ပဲဒီပတ်စံကဒီကောင်ကိုပိုင်ဖြစ်သွားတာ။ ည၈နာရီလောက်ကြတော့အားလုံးတော်လေးမူးနေကြပါပြီ။အဲ့ဒီအချိန်မှာအွန်လိုင်းယူတက်ထားတယ်။စိုက်ကားစီးဟာတောင်တိပ်ပန်းမွေလပေးဆိုင်ဘေးကကျန်းကန်ရေးအဖွဲ့ရုံးရှိကိုရောက်ရှိလာပါတယ်။ရောက်ွက်အတွင်းရှိ လုံသားပြည်သူများခင်ဗျာ။ဘကိုးမျိုးနဲ့အေဂျင်တာရင်းနေဖွံ့ဖြိုးရေးကော်မတီဤအမိန်အရအောက်ပါအမိန်ကိုထုတ်ပြန်လိုက်သည်။မနက်ပြန်ကစတင်ပြီးညနေ6နာရီကစလို့ညမထွက်ရအမိန်မာရှယ်လို့ထုတ်ပြန်တာ။ ကျွန်တော်တို့မျိုးနဲ့တိမ်မွေးတဲ့တောင်ုံမျိုးဘက်မှာဒီအပိုင်းဗုဒ္ဓဘာသာဝင်အချို့နဲ့မွတ်စလင်ဘာသာဝင်တွေရဲ့ဘာသာရေးထိခိုက်ရုံးကြီးတွေကြီးကြီးမားမားဖြစ်နေတဲ့သတင်းတွေကြားခဲ့ရပါတယ်။အခုတော့ကျွန်တော်တို့မျိုးစီလည်းကူးစက်လာနိုင်တော့မို့နာဘအစိုးရကညမထွက်ရမိတ်ထုတ်ပြန်တာပါ။ခုနကပဲစူညံနေတဲ့တောက်ထိပ်ပန်းဆိုင်လေးဟာတိတ်ဆိတ်သွားပါလေ။ဘာမှမသိပင်မဲ့ဆိုင်ကလည်းမီးတွေပိတ်ချလိုက်ပါလေ။စီကားလာပါတယ်ဆိုတော့ဖျားလန်းတစ်ယောက်ကစိုင်တွေကလည်းတပွဲပွဲပိတ်ဖို့ပြင်ကုန်ကြပါပြီ ဒါနဲ့ကျွန်တော်တို့လည်းငွေရှင်းပြီးထားလာလိုက်ရတယ်။ကျောဆိုင်။ဟောအိမ်လိုက်ဖို့ကွာ။အောင်ကောကျွန်တော်ကတ်ပြောတယ်။ဟေ့မင်းစပိတ်မပါဘူးလား။အေးဟုတ်တယ်။ငါပမာန်နဲ့ကတ်လိုက်လာတာ။အပြန်ကဒီကောင်းလည်းမပို့ခိုင်းနေတော့ဘူး။မင်းမငါအိမ်ကိုလိုက်ဖို့ငါမင်းကိုလမ်းမှာပြောစရာလည်းရှိတယ်။ကျွန်တော်စပိတ်နောက်ကနေအောင်ကောင်းကဘေးရိုးထိုင်ပြီးခြေချိတ်ပြီးထိုင်လိုက်လာတယ်။တကယ်တော့ဒီကောင်းရင်ရှိတဲ့ဇိုင်းကလေးမျိုးရောက်ကွက်နဲ့ကျွန်တော်ရင်ရှိတဲ့မက်ဂတိရောက်ကွက်ဟာအတော်ဝေးတယ်ဆိုရမယ်။ ဒါပေမဲ့လည်းသူကကျွန်တော်ကိုပဲလိုက်ဖို့ခိုင်းနေတယ်ပုံရတာမဟုတ်လားမင်းဟိုပြန်မင်းကဘာဖြစ်လို့လဲကျွန်တော်ကမေးလိုက်တယ်ငါစိတ်ထဲတမျိုးကြီးပဲကွာအဲ့ဒီဘဲကိုမစည်းရင်ကိုဖြစ်နေတယ်မင်းပြောတာရောတလုံးကဟိုလှလာကြီးပေါ်တာပြောတာရဲ့ပြီးတော့ပြီးတော့ဘာဖြစ်လဲထားပါကွာငါမင်းကိုအရေးကြီးတာတခုတိုင်မင်းရမယ်အေးပြောလေငါမှလည်းရတီလာချင်းဝေတော့မယ်တဲ့ကွာအေးလေ तू လည်းမမှုဆုံးတော့စိတ်ပြေလက်ပြောက်ပေါ့ကွာ မဟုတ်ဘူးကွာ။ तू ကပြီးဝဲတော့မှာတဲ့။ဟမ်။အေး။အဲ့ဒါငါ့ကို father ကြီးစီမှာတွားနေခိုင်းနေတယ်။မင်း father ကြီးကဟော။ तू ကလည်းစရဲကခေါ်နေတာ။ तू ကရေးချန်တော့ငါ့ကိုကောင်းကောင်းမွန်မွန်တော့ထားမယ်။ဘာညာပေါ့ကွာ။မင်းဘလို့စိတ်ကူးရလဲ။ဘလို့စိတ်ကူးရမလဲကွာ။ငါ့မှာရွေးချယ်စရာမှမရှိတာ။မင်းတို့ခုနေနေတဲ့အိမ်ကရော။ဒီအိမ်ကငါ့မိနဲ့သူ့အမောင်နှမတွေအမွေးဆိုင်ကြီးလေကွာ။ရောင်းမိအမွေးခွဲကြမှာပေါ့။ ။ငါလည်းဖိနှဲမိပြန်ပေါင်းမလားလို့မျှော်လင့်ပါသေးတယ်။မုံမုံလည်းအဲ့လိုမျှော်လင့်ထားခဲ့တာပဲ။အခုတော့မုံမုံလည်းမရှိတော့ဘူးဆိုတော့မိသားစုမစုံတော့ပါဘူးကွာ။ကျွန်တော်တို့နေအောင်တိတ်ဆိတ်သွားကြပါလေ။ငါစိတ်မူလာကဟိုမိမကြီးနဲ့ငါတဲ့ပါမလားဆိုတာပဲ။အောင်ကောင်းကြီးညွန်းနဲ့ဟိုမိမကြီးဆိုတာကသူ့အဖေရဲ့ဒုတိယအိမ်တော်သူ့မိရွေးကိုပြောတာပါ။ကျွန်တော်တို့နှစ်ယောက်လုံးနောက်တစ်ကြိမ်ထပ်မံတိတ်ဆိတ်သွားကြပါလေကျွန်တော်တငယ်ချင်းတို့ကကျွန်တော်အတော်လေးခံစားလိုက်ရတယ် ဥယျာဉ်ရှိကိုရောက်တော့နာရီရဲ့ပြီးကစားအိမ်တို့ရဲ့ထုံးစံအတိုင်းတိတ်ဆိတ်နေပါတယ်။ဒီကြားထဲမိကလည်းပြက်နေတော့အောင်ကောင်းရဲ့အမေကအိမ်ကြီးကနေဖျောင်းနိုင်ထိုးပြနေရတယ်။အနိတားကြော်သွားပါအောင်ကောင်းကိုပို့ခဲ့ပြီနော်။အေးတားရေဖြည်းဖြည်းပြန်တော့အောင်ကောင်းကကျွန်တော်ကိုခေါင်းကိုပုတ်ပြီးအိမ်ထဲကိုဝင်သွားတယ်။ကျွန်တော်သူတို့အိမ်အောက်ကစပိန်ထားတဲ့နေရာကိုတစ်ချက်အကြည့်ရောက်သွားတယ်။သူတို့အိမ်နောက်ကဘက်တရီမီးကြောင်းရောက်အစွန်းတစားဟာစပိန်ပေါ်ပြန့်ကျနေတယ်။စပိန်ပေါ်လူရိတ်တကူ ကြီးနေရင်မှပဲအရိတ်ကတဖြည်းဖြည်းရှည်ထွက်လာလိမ့်ရဲ့ကျွန်တော်တကူလုံးကြက်သိန်းတွေတဖြည်းဖြည်းထသွားတယ်။အောင်းကောကျွန်တော်ကအလန်တကြားအော်ခေါ်တော့လေကားပေါ်တက်လက်စာအောင်းကောင်းကလှဲ့ကြည့်တယ်။ဘာလဲဘာမှမဟုတ်တော့ဘူးကျွန်တော်စပိန်ကိုခြာကနေ꿰ပြီးလှဲ့လိုက်တဲ့အခါမှာသူ့အိမ်ဘေးကတရက်ပင်ကြီးစီမှာဒဇုံတခုကိုထင်ထင်ရှားရှားမြင်နေရတယ်။ရောက်ွက်တဲကဖျောင်းနိုင်ပြီးဘက်ထရီမီတက်တက်ဖြာနေတဲ့တရက်ပင်ကြီးအောက်မှာအဖြူစိမ့်ဝစ်ထားတဲ့မိန်းကလေးတယောက် ကျွန်တော်ကိုကြောပေးပြီးရက်နေတယ်။သပင်တွေကဟောင်ကောင်ဂျမတ်ကီခတ်တို့လိုအင်းကြီးအဖြူကလက်ပေါင်းနေ။ခြားမူ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 ပဲ။ကျွန်တော်မျက်လုံးကိုမိတ်ပြီးအမြန်ဆုံးဒီလမ်းကျိုးတွေကနေပြန်နှင်းထွက်လိုက်တော့တယ်။ဗဇက်ကလည်းရရသချင်းမျိုးစုံကိုအော်လိုက်။ရရဖျားသားတွေကိုရွတ်လိုက်နေပေါ့။စိုက်ရန်